ီစဉ်ကိုတဖက်တလမ်းမှကူညီပံ့ပိုးပေးတာကတော့ရွှေကျိုးမြေတွင်တင်ပန်းဖြည့်ရီခုကန်နဲ့စားပွဲဆောင်မှဖြစ်ပါတယ်။ရွှေကျိုးမြေမှာဆိုရင်မိသားစုလိုက်ဖြစ်ဖြစ်မိဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အပန်းဖြည့်ရီခုရင်အားယူဖို့အတွက်ဘန်ဂလိုများကိုလည်းမိဆွေတို့တက်တောင်းတက်တာဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်။ရွှေကျိုးမြေရီခုကန်ရဲ့ရေတပ်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွှန်းအတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး 24နှစ်ရင်ပတ်လုံးမောင်းနှင်တန်းစင်ပေးထားတဲ့စနစ်ကိုတုံ့ပြုကြတာဖြစ်လို့တန်းစင်မှုအတွက်ယာနှုံးပြအာမခံပေးနိုင်ပါတယ်။လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ချွေးနဲ့မမြင်နိုင်တဲ့အညစ်အကြေးများကိုချက်ချင်းခြေပြက်စီဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးထားပြီး pH 7ရေသွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးထားပါတယ်။ရွှေကျွန်းမြေမှာလူရည်များပြားနဲ့ပါတီပွဲလုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုံစားပွဲအခမ်းအနားဖြစ်ဖြစ်နေရာကျေဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့အခမ်းစားတောက်ရေကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေပါဖြစ်ပါတယ်။ ရွေကျုံးမြေမှာဆိုရင်အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ music band တွေရဲ့တည်တခြင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12:00နာရီနေ့9:00နာရီအထိထည့်သွင်းပေးကြပါတယ်။အချင်းနှားထောင်မယ်ရေကူးမယ်ဘန်ဂလိုနဲ့အေးစေးနှာယူမယ်ဆိုရင်တော့ရွှေကျုံးမြေမှာမျိုးထွေးစွာဖိတ်ခေါ်လိုက်ပါလေ။ရွှေကျုံးမြေလိပ်စာကတော့ရန်ကုန်တွန်တေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုက်တရာစင်လှိုင်းသာယာပီအိုစီလမ်းဆောင်လှိုင်းသာယာပရိုဂရမ်မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါလေ။ နေ့စဉ်နဲ့နဲ့မနက်9:00နာရီမှည10:00နာရီအထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဗျာစကောင်းနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ကျွန်တော်လက်ရှိ KB နဲ့မှာကျင်းပနေတဲ့ဒါကျွန်တော်အချိန်290ပြောက် KB နဲ့နေအထိမ့်မဲ့ဒီမှာယူရလဝေးပြိုင်ပွဲတွေကဒါခုနှစ်နှစ်ပထမနှစ်တွဲဆိုင်နေမှာဒီခေါင်ပွဲနေနဲ့အရှင်ပြိုင်ထိုးသက်ခဲ့တဲ့ဒါအောင်ခိုင်နဲ့ရန်တိုင်းထွန်းတို့ရဲ့တွဲဆိုင်အကြောင်းကိုကျွန်တော်ကမေးပြီးတော့ကိုနော်ဝင်ငင်းညက်ဖြေချပေးမှဖြစ်ပါရစေ။အကူမင်္ဂလာပါ။မင်္ဂလာပါညီလေး။ဟုတ်ကဲ့ကို ဒီတွဲဆိုင်ကလည်းဒါဆိုဖောက်တယ်ပြန်တွေ့ရပါတော့မနစ်ကလည်းတစ်ခေါက်တို့ရှင်ပြန်မှုတွေအောက်ခိုင်းဆိုလဲဒါကျွန်နောက်ဆုံးကြည့်လိုက်ရတာလည်းရာမန်နဲ့ပေါ့တဲဆိုင်ပေါ့အချိန်နေအခုအမြင်လေးပြောပြပါဦးမနစ်ကတော့အောင်ခိုင်ကရန်လိုက်ထုံးကိုတိသာအသာပြီးယူခဲ့ရပါတော့ဟုတ်ရန်လိုက်ထုံးကိုဒါထုံးစံအတိုင်းပေါ့ဒါအသေးဆွဲကိုမြင်ရတယ်ပေါ့လုံးဝမကြောက်တော့အောင်သူအသက်နိုင်ဆုံးကြိုးစားပြီးတော့ကစားသွားတာကိုဘုရင်မြင်ရတယ် အဒီနှစ်ကျတော့ဒီကောင်ပွဲကအောင်ခိုင်နဲ့ဒီရန်လိုင်ထွန်းပြန်တွဲပေးထားတော့ဟိုအဖြေထုံးမဲ့ပွဲလို့ပြောကြတာပေါ့အတခုရှိတော့เนาะဒီပြည်နယ်ပွဲကပြည်နယ်ပွဲကအခုအမြင်ပြောရရင်တော့ဟိုတိထပ်ပူပြီးတော့ကြီးတဲ့ကောင်ပွဲဟုတ်ဒါဖြစ်တင်တယ်လို့တော့မြင်တယ်ပေါ့เนาะဟုတ်ကဲ့အောက်ဆိုတော့နောက်အချိန်အဝါလဲဒါမနစ်ကတိုးတိုးဝင်လာရင်လည်းထွန်းထွန်းမင်းကောင်ပွဲဖြစ်ထားတဲ့အချိန်အဝါကြီးကလည်းရှိနေတာ哦ရှိနေတဲ့အခါကျတော့ ီပြည်နယ်ဘက်ကနောက်တစ်ချက်ကဒီရွှေရမန်လို့မမြင်ရဘူးပေါ့နော်ဟုတ်ကဲ့ရွှေရမန်လို့လည်းမမြင်ရဘူးဒါပေမဲ့အေးပေါ့ဒီရလိုက်ရတဲ့အနေအထားကနေပြီးတော့အကောင်းဆုံးတွဲစင်ထားလို့ပြောရမှာပေါ့ဟုတ်ကဲ့ဘွဲကအောင်ခိုင်နဲ့ရန်နိုင်ထွန်းဒီပွဲကိုမကြည့်ခင်အနေအထားပေါ့နော်ဒီတွဲဆိုင်ကိုသိရတဲ့အနေအထားအခုဒီဒီနယ်ဘွဲကိုလာတဲ့အနေအထားမှာအောင်ခိုင်တော့ပေါ့ပေါ့လေးအနိုင်ကစားသွားမှာပဲလို့ထင်တာပဲအဲ့လိုအဲ့လိုထင်ခဲ့တာပဲဟုတ်ဒါပေမဲ့ဟိုအကိုတို့အထင်ကြီးလွဲပါတယ် ရနိုင်ထွန်းကတကယ်ကောင်းပါလေမနစ်ကထက်ကိုပိုကောင်းတဲ့ပုံစံကိုပြနိုင်ပြီးတော့အစည်းတီပုံစံမျိုးယူသွားတယ်ပေါ့နော်ဒါအကြမ်းမြန်ဟုတ်ကဲ့ဆိုဒီရနိုင်ထွန်းပွဲဆိုလဲဒါအကူဆိုလဲကြီးခဲ့ရများရပေါ့နော်ပြိတ္တလည်းတီရများပဲရနိုင်ထွန်းရဲ့အာသာချက်ကိုထုတ်ပြပါလို့အကူဘာချက်ကိုပြောကြတယ်ရနိုင်ထွန်းကတချို့ပြိတ္တတွေမသိကြဘူးကွာဟုတ်တယ်ရနိုင်ထွန်းကဟုတ်တကယ်တော့လူသိအရင်များတဲ့ကစားသမားမဟုတ်ရနိုင်ထွန်းကသူ့အနေနဲ့သူဖြည်းဖြည်းမှန်မှန်တက်လာရင်းနဲ့အဖိခ်ဖောင်ကမနစ်ကသူရောက်တာ အဲ့ဒါရောက်တဲ့အချိန်အမဒီမန်းလေးမှာပေါ့မန်းလေးမှာတပ်ဝင်းအောင်နိုင်ပြီးတော့ဒီသွတ်သွဝင်လိုက်ပြီးတော့ကြော်စာဝင်နှစ်ယောက်လုံးရင်းကြီးကြီးနဲ့တိုင်းမတဲဆိုင်ခေါ်တာဟုတ်အဲ့နှစ်ယောက်နဲ့ထိုးချင်လာပြီဆိုတော့အဲ့အဆင့်ကိုရောက်လာပြီးသွားပြီရန်လိုင်တော်ကအဲ့ရန်လိုင်တော်ကဒါသူ့ရဲ့ pick သူ့ရဲ့အကောင်းဆုံးချက်အဲ့ပွဲအပြင်ပေါ့အချိန်မှလည်းရန်လိုင်တော်ကပုံစံကောင်းနေကိုတို့တောက်လျှောက်မြင်ရပြီးတော့ရန်လိုင်တော်ရဲ့အမြင်ဆုံးအချိန်ကနေပြီးတော့အဲ့ဘာဖြစ်သွားလဲဆိုတော့ အဲ့ကလပ်အပြောင်းအလဲတွေအဲ့ဟိုကိစ္စတွေဒီကိစ္စတွေအဲ့လိုမျိုးအပြည့်အတန်တွေလည်းကြားရတယ်အဲ့ကြားပြီးနောက်ပါမှာရန်နိုင်ထုံးကနည်းနည်းလေးပြန်ပြီးတော့ပွဲဝေးသလိုအဲအတန်လည်းပျောက်သွားတယ်သူလည်းနည်းနည်းဟိုအပြင်မှာနည်းနည်းကိစ္စတွေရှုပ်သွားလဲသွားတယ်တူပါတယ်ဟုတ်ကဲ့ဟိုကြီးကြီးမားမားတော့မဟုတ်ပါဘူးပြဿနာကြီးမားပါဒါပေမဲ့တချို့ကိစ္စလေးတွေဖြစ်သွားတော့ဆိတ်ရှုပ်မှာပေါ့ဆိတ်ရှုပ်ပြီးတော့အဲ့ရန်နိုင်ထုံးကဟိုကလပ်ရောက်သလိုဒီကလပ်ရောက်သလိုအတန်တွေလည်းကြားတယ်နောက်ပြည်နယ်ပွဲမှာအကူကအောင်ခိုင်နဲ့ပြန်ပြီးတယ် တွေ့တဲ့အချိန်မှာအောင်ခံရကြတော့တပြေးနဲ့တက်လာတို့တက်လာတက်လာပြီးတော့အဲ့ဒီပြည်နယ်ပွဲမှာဂျန်နိုင်ဆုံးနဲ့ကစားတဲ့ပွဲကအောင်ခံကိုပြင်းစရာကောင်းတယ်ဤအောင်ခံအိုက်မတိုင်ငယ်မှာကဒီထုံးမအောင်တို့ရှုံးထားတယ်ဟဟလာဒီရာမန်နဲ့လည်းရှုံးထားတယ်နဲ့တူတယ်အနိုင်ပေါ့ကွာဟုတ်ကဲ့အမှတ်ဒီနဲ့ရှုံးထားတယ်အဲဆိုတဲ့အခါကျတော့အဲ့အဲ့မှာဒီအောင်ခံကပြင်းစရာကောင်းတယ်ပြင်းစရာကောင်းတယ်ဆိုတော့ပုံစံတွေအတန်တွေလက်ထွက်နေတယ် ဒါပေမဲ့အဲ့မနေ့ကပြည်နယ်ပွဲမှာအောင်ခိုင်ရဲ့အကောင်းဆုံးပုံစံကိုမြင်ရတယ်ဟုတ်ကဲ့အဲ့မနေ့ကပြည်နယ်ပွဲပြည်တယ်ကအောင်ခိုင်ကတောင်းလျှောက်ထိုးတက်လာဟုတ်တယ်ဘသူနဲ့ထိုးထိုးအောင်ခိုင်အရန်ကောင်းတယ်အဲဒီတယောက်ပဲရာမန်ကိုသူကတ်လို့မရဘူးကျန်တဲ့ပွဲတွေမှာအောင်ခိုင်ကိုဒါပုံစံကောင်းမြင်ရပြီးအောင်ခိုင်ကဒါပရိသတ်တွေအတိမတ်ပြူတဲ့ကစားသမားဖြစ်တာလေအဲ့မနေ့ကပြည်နယ်ပွဲရသားဟုတ်ကဲ့အဲ့တော့သူတို့နောက်အဲ့မှာပြန်တွေ့တယ်ပေါ့နော်ပြန်တွေ့တဲ့အချိန်မှာရန်နိုင်ထွန်းနဲ့ပြန်ကစားရမယ်အဲ့တော့အဓိကကမှာရန်နိုင်ထွန်းကိုမပြောချင်လဲဆိုတော့အမြင့်ဆုံးအချိန်ရောက်ပြီးတော့မှသူပြန်ကြသွားအဲ့အမြင့်ဆုံးအချိန်မှာတိ ူထိုးခဲ့တဲ့ပွဲတွေမှာ ရန်တိုင်းထွန်းကနံပါတ်1အရန်တတိရှိတယ်။နောက်ရန်တိုင်းထွန်းရဲ့ခေါင်းတိုက်ကလည်းခေါင်းခေါင်းတိုက်ခေါင်းဆောင်ခေါင်းရိုက်ကလည်းတောင်းတလို့ဆိုကြည်သွားမယ်။နောက်အဲ့ timing အရန်ကောင်းတယ်။ရန်တိုင်းထွန်းက balance and timing ပဲ။ဒီ you are lowy ကစားသမားတွေထဲမှာဟိုသူ့အားသာချက်တင်သူရှိတဲ့ထဲမှာရန်တိုင်းထွန်းက balance and timing အရန်ကောင်းတယ်။ तू ကသူကအမြဲတမ်းဟန်ချက်ညီတယ်။လူကောင်အရာဆိုရင်အခုဆိုထားပါတော့အောင်ခိုင်လို့ပါလို့ဆိုလေအဲကီလိုပိုများမှာပါ။ ဒါရန်နိုင်ထွန်းကဒါပေမဲ့ရန်နိုင်ထွန်းကအများနဲ့ဟန်ချက်ညီတယ်သူ့လုံးပလိုက်တာတို့တိလာ off balance ပြောင်းလောက်သွားတော့လို့လုံးလို့မရဘူးခတ်တယ်ပေါ့ကွာလုံးဝခတ်တယ်လုံးဝမရဘူးမဟုတ်ခတ်တယ်အပြီးတော့သူ့ရဲ့ timing သူတစ်ချက်ချက်ပြန်ဆောင်းတဲ့လက်သီးတို့သူတစ်ချက်ပြန်ဆောင်းတဲ့ခေါင်းတို့ကအဲ့ဒါပွဲကိုကျွတ်တလက်ကြွတ်တုံပြတ်သွားစေတယ်ဟုတ်ကဲ့တကယ်မတော်ကြီးဆိုတာမျိုးဖန်တီးနိုင်တယ်ကစားသမားလို့ပြောရအောင်ရတယ်ဟုတ်ကဲ့ဒါဒီတိုင်းကျွန်တော်ဖြတ်မေးကြည့်တယ်ဟုတ်ကဲ့ဒါကျွန်တော်ရိုးရက်လက်ဝဲကစားသမားတွေနဲ့ပတ်သက်လို့ရှိရင်ဒါတို့ဟို တို့အဲ့ဘယ်လို intelligent လို့ခေါ်မလား theory ကတော့တို့ဒါကိုဒီချိန်မှာဒီလိုသုံးရမယ်ဆိုတာဒီကောင်းဒီချိန်မှာဒီလိုဒါတို့ရဲ့ဒီကိုမူရင်းစိတ်ထဲမှာပါတဲ့အရာတွေကတချို့ပွဲတွေနဲ့ပတ်သက်လို့ရှိရင်တို့မြင်ရတယ်ပေါ့နော်အဆုံးပြတ်ဖြစ်စေခဲ့ရဆိုပြီးတော့အဲ့လိုမျိုးမျိုးအခုဘယ်လိုညှိပြတော့ခဏမလဲဒီ theory ကပေါ့နော်ဒီဘယ်လို distance အကွာဝေးကနေဒါမှမဟုတ်ဘယ်လိုအခြေအနေကနေဘယ်လိုထိုးထိုးနှက်ချက်မျိုးပေါ့နော်ဘယ်လိုကန်ချက်မျိုးဘယ်လိုလက်သေးမျိုးတို့လို့ရှိရင် damage ရမယ်ပြန်မဲ့ကိုအထိနားနိုင်မယ်ဆိုတာမျိုးကိုတိတာမတိတာတပိုင်းပေါ့နော်ဒါတို့ရဲ့ပင်ကိုမူရင်းစိတ်မှာပါတဲ့ နော်အခုပြောသဘောပါပြီဟုတ်အဲ့ဒါဘယ်လိုပြောရမလဲဆိုတော့ဒီဒါကရန်တိုင်းထုံးတို့အောင်ခိုင်တို့ရေတို့မှမဟုတ်ပါအခုအဘွားဒီရွှေဒုံတို့ဝမ်ချိုင်းတို့ဖြစ်တယ်ဒီပြန်သွားလာရင်တို့ကဒီလက်ဝဲနဲ့ပတ်သက်တဲ့ဒီ terms တွေ terminology တွေတို့ကဟုတ်ကဲ့သိကြမှာသိမယ်ပြီးတော့အမတ်သက်တွေပေါ့နော်အဲ့ method တွေကတို့တို့နားလဲကြမှာနားလဲအဲ့တို့လာမေးရင်လေတို့ဂိတ်ပက်လေအောင်ပြောပြတတ်ချင်မှာပြောပြတတ်တယ်ဒါပေမဲ့တို့အလိုလိုတို့ intuitive ဖြစ်တယ်တို့ intuition အရာ သူတို့တည်နေတယ်သူရိတ်ခနဲ့ဝင်လာဘာလို့လိုက်ရမလဲဆိုတော့သူရိတ်ခနဲ့တည်နေအဲ့ဒါကရွရလဝိကစားသမားတိုင်းလိုလိုပါပဲအဲ့ဒီအပေါ်မှာ level ကွာသွားတာပဲရှိနေမယ်အဲ့ဒါတော့ရန်တိုင်းထုံးမှာလည်းရှိတယ်အဲမင်းကျော်သားမှာလည်းရှိတယ်အောင်ခိုင်မှာလည်းရှိတယ်ဒီဘောမှာလည်းရှိတယ်တော်တော်များများရှိတယ်ဒါပေမဲ့အဲ့ထဲမှာမှ one time လို့ရဲ့ intuitive ကမြင်တာပေါ့သူတို့ကဟိုတကယ်ကိုစနစ်ကျတဲ့ဟိုအတလုံးတစ်ပေါက်ဒီလိုဖော်မလဲ gym နေမှာကွာတကယ် trainer တွေနဲ့အဲ့လိုမျိုးတင်လာတာမှမဟုတ်တာသူတို့ဆရာတွေကလည်းသူတို့ရဲ့ ိုရိဖြတ်တမ်းမှုအဲ့ကိုရိဖြတ်တမ်းမှုတိုင်းသူတို့စီကိုလာတယ်သူတို့ရဲ့ကိုရိဖြတ်တမ်းမှုသူတို့ကိုယ်တိုင်လည်းတိုင်ရင်လေးကျင်ပဲထိုးရင်းနဲ့အတက်လာတာပဲသူတို့ကိုယ်တိုင်လည်းဟုတ်တယ်ဆိုတော့အဲ့ဒီဟာကတရားသမားတွေမှာရှိတယ်ဟုတ်ကဲ့ဆိုတော့ဒါတရားကျွန်တော်အဲအဲဒီပုဂ္ဂလတွေတိကျွန်တော်ဖြတ်မိလိုက်တော့အဲ့တော့ဒီအောင်ငယ်နဲ့ညာနာထုံးပွဲစပြီပေါ့နော်ပွဲစတော့ကျွန်တော်တချီချင်းတွေကိုပဲကျွန်တော်ခွဲပြီးမေးကျင်တယ်ဟုတ်ဟုတ်ချီချင်းတွေခွဲပြီးမေးကျင်တယ်ဆိုပထမအချီမှာဘလူတာရမတာအိုးဆိုတာဒီပွဲကိုသူတို့နှစ်ယောက်ဘလို့စိုးမိုးပြီးတော့ဒီချင်းကလည်းကိုအဲ game ကတော့ကင်လာတာကအောင်ခံကင်လာတာပဲယုံကြည်မှုလည်းအောင်ခံကိုရှိတာပဲကစားတာလည်းအောင်ခံတာလို့ပြောလို့ရတယ်ဟုတ်ပါမှအကြီးကအောင်ခံတာတယ်ဒါပေမဲ့အဲ့မှာဒီရန်နိုင်ထွန်းကပေါ့တွေ့ရလဲဆိုတော့အောင်ခိုင်းစီကအရင်ပြောပြမှာအောင်ခိုင်းစီကဂျက်တွေအရင်လှတယ်ဟုတ်ကဲ့အောင်ခိုင်းဂျက်တွေကအခုအရင်အရင်တော့ကအောင်ခိုင်းကိုဟိုကြိုက်ပါတယ်ကြိုက်တာတည်းအခုဒီဘက်မှာအောင်ခိုင်းရဲ့ဒီ stance ရဲ့ သူထုတ်တဲ့ jab ရဲ့ jab ကိုတစ်လုံးနှလုံးသုံးလုံးလေးလုံးထုတ်ပြီးတော့မှဝင်ရိုက်တယ်ပါတော်တော်စနစ်တကျမြင်ရတယ်တော်တော်လှတယ်အဲ့ဒါကိုကြည့်ကြည့်တယ်ရန်တိုင်းထုံးကကြတော့အဲ့ဒီမှာကအောင်ခိုင်ကို तू ကဘလို့ तू မွေးပါလို့ तू စက်ပတ်ရှောင်းတိမ်ပြီး तू ကစားကြတယ်ဘလို့ရှောင်းရမလဲဘလို့ထွက်ရမလဲဆိုတော့အဓိကအာရုံစိုက်ထားတယ် heavy damage မထိသွားအောင်သတိထားတယ်နောက်အောင်ခိုင်ကဝုန်းဝုန်းဆိုတစ်ချက်တစ်ချက်ထိသွားရင်နောက်ထပ်၄၅၆လုံးပြီးတော့ဒဂိုလုံးပြုတ်ဝင်ပြီးတော့နှစ်ထပ်တူး ဘူးပြန်အခုခုံတိုက်တာ तू သိတယ်မနေ့ကလည်း तू တော်တော်အထိနာလာတယ်ညနေထောင်းကအဲဒါကြောင့် तू အဲ့ဒီအာကိုပဲ तू အထိကဟိုတက်ခွင်နဲ့မဝင်သွားဘူးပဲစူးစားတဲ့အနေထားလောက်ပဲပြောပထမအကြီးကဟုတ်တယ်ဒုတိယအကြီးမှာကျွန်တော်ဘာတွေပြောလဲမင်းကဒုတိယအကြီးမှာလည်းအဲ့လိုပဲအောင်ခိုင်တာနေတော့မယ်ဒါပေမဲ့ရန်နိုင်ထောင်းကအွေလျားမှုတွေပုံမြန်လာတယ်ပြီးတော့ရန်နိုင်ထောင်းစီကနေပြီးတော့တကယ် counter punch တွေကထောက်ထောက်ထောက်ဆိုအောင်ခိုင်ကိုဒီမျက်လာရဲပေါ့နော်ဒီကြောတွေတော့မဟုတ် ဒီအထက်ပိုင်းဘယ်ညာဘယ်ညာပြန်ထိတာမျိုးတွေမြင်လာရတယ်။နောက်ဒုတိယအခြေမှာအောင်ခိုင်ဟိုဒုတိယအခြေကအများကြီးပြောစရာမရှိဘူး။အောင်ခိုင်ကစားနေရင်လည်းနည်းနည်းလေးလေးလာတာကိုတွေ့ရတယ်။အဲအဲ့မှာအစပြီးအပြောင်းလဲတွေမြင်လာရတယ်။ပထမကြီးအောင်ခိုင်သားတယ်ဒုတိယကြီးအောင်ခိုင်သားတယ်။ဒါပေမဲ့ပထမကြီးအောင်ခိုင်သားတာကဒီဂရီပုံမြင်မယ်။ဒုတိယကြီးအောင်ခိုင်ကသားတော့မယ်။ဒါပေမဲ့အရန်သားတာမဟုတ်တော့ဘူး။ဆိုတာကိုစပြီးတော့မြင်ရတယ်။ဟုတ်ကဲ့ တတိယအချီပါဆက်ပြောတတိယအချီကျတော့ရန်တိုင်းပြန်ပြီးတော့အသက်ဝင်လာပြီ attendant point ကဘယ်လိုမျိုးဖြစ်မလဲ attendant point လို့တော့မဟုတ်ဘူးเนาะသူအตาစီးဖြစ်သွားတဲ့အခြေအနေကဒုတိယအချီမှာဒီအောင်ခိုင်ရဲ့ဒီဇက်ကဒန်ရဆရတယ်ဟုတ်ကဲ့အဲ့ဒါကြီးကဟိုတဘောကဟိုလုတ်ကြံပြီးပြောတာမဟုတ်ဘူးဟုတ်ကွဲပြီးတော့လည်းအကိုလည်းသွားလိုက်ပါတယ်ဟုတ်ကဲ့ဟုတ်သွားတဲ့အခါကျတော့သူ့သူ့လက်ကဒီနာဒီအစစ်မှာဟုတ်ကဲ့ဖောင်းကားနေရတယ်အဓိကပြဿနာကတော့ ဒီပွဲကအဲ့လိုဒီအောင်ခိုင်းကိုရာမန်ဒုက္ခပေးထားတာဟုတ်အောင်ခိုင်းနဲ့ရာမန်နဲ့ပွဲတွေမှာအင်းမြင်တဲ့အတိုင်းပဲအောင်ခိုင်းကကစားတာတိုးတက်လာတယ်ဒါပေမဲ့ရာမန်ကိုသူကတ်လို့မရကတ်လို့မရဘူးဖြစ်သူလည်းအဖြေရှာဖို့ကြိုးစားတယ်ဒါပေမဲ့ကတ်လို့မရရွှေရမန်ကပါဝါလည်းကြီးတယ်လူလူကောင်ကလည်းကြီးတယ်ခြေလက်လက်ခြေသားလက်ဆန်လည်းပါတယ်ပြီးတော့ထိုးပေါက်ကလည်းပြောမှဆိုအောင်ခိုင်းထက်တော်ပိုစုံသေးတယ်သဘောကွာဟိုရာမန်ကလူကောင်ကြီးတယ်အောင်ခိုင်းကပညာသားလည်းမဟုတ်ဟုတ်ပတ်လက်စည်းသားအောင်ခိုင်းက ဒီစိတ်ထက်နဲ့ तू light ထိုးပြီးတော့ဒီရမန်ကိုတပွဲမို့တပွဲနိုင်ရမယ်ဆိုပြီးစူးစမ်းပြီးတော့ကစားနေရပဲရှိတယ်ကြာလာလီကြေလာလီအခုအဲ့ဒီ6လောက်တွေဟာလာဒီလက်တွေ तू အခုအမြင်တော့ဒဏ်ရာအကင်းမသိဘူးဘာလို့လက်ခံလဲဆိုတော့ဟို तू ရလောက်တယ်ထင်လို့လက်ခံလာတော့ဖြစ်နေမယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုကအမြင်ဒူဝင်ပြီးတော့ဟိုဝမ်မဆော့ဖက်ခြင်းဒါပေမဲ့ तू ဒါကြောင့် तू ထိုးတာဖြစ်နေမယ်လွယ်လောက်တယ်ထင်ပြီးတော့ဒါပေမဲ့တကယ်မလွယ်တဲ့အချိန်ကျတော့အဲ့မှာထိတာပဲရန်တိုင်းထုံးကတိုက်ခတ်ရေး ဟာနှစ်ပေါင်းများစွာကျင်လာလားဆိုပြီးကွာကျန်နေတော့ပြောမှာဆိုအောင်ဟိုင်းလို့ထက်တော့အရင်စီနီယာကျစီနီယာတွေကိုတက်ထိုးခဲ့တာစီနီယာကျရတော့မို့နော်အေးစီနီယာတွေကိုတက်ထိုးခဲ့တာအောင်ဟိုင်းဘာဖြစ်လာပြီလဲဆိုတော့သူသိတယ်ဟုတ်သူ့ရဲ့သူ့ရဲ့ဒီ sense ကအဲ့ဒါကိုမိသွားပြီမိပြီဆိုတဲ့အချိန်မှာအောင်ခိုင်အန်ဒီရဲ့သူ့အပေါ်မှာအန်ဒီရဲ့ပေးနိုင်စွမ်းယော့လာပြီ threat လုပ်နိုင်စွမ်းယော့လာပြီသူကလည်းပြန်ပြီးတော့ဖိအားပေးလို့ရပြီတိုက်စစ်ဆင်လို့ရပြီဆိုတော့ညနေတုန်းကပွဲထဲမှာအလိုလိုတည်တယ် အောက်ခံကမထိုးရတော့ဟုတ်မထိုးရတော့ဘူးဆိုတော့ဒီအောက်ပိုင်းဒီဖြတ်ဖို့အတွက်ကြတော့လေသူ့ရဲ့ဒီတဘောကဒီ6လောက်ဒူးကအရင်ကောင်းနေတာမဟုတ်ဘူးဟုတ်ရာမန်နဲ့ပြေးတဲ့တန်ရတယ်ဟုတ်ဆိုတော့အခါကျတော့အဲ့ဒီဟာကိုအောင်ခိုင်လည်းတည်တယ်ရန်တိုင်းထုံးလည်းတည်တယ်ပရိသတ်တွေကအကုန်လုံးကမတည်တာသူတို့ကစင်မတ်ကတောင်တယောက်ဒီရေဒါထဲမှာပေါ်နေပေါ်နေပြီနော်ပေါ်နေစမ်းကမိနေပြီဆိုတော့ရန်တိုင်းထုံးကလိုက်ဝုန်းတော့ပြန်ပြန်ကစားတာပေါ့ အရန်ကောင်းတယ်ရန်တိုင်းထုံးကစားတာတိုင်မဲ့အလိုအားနေသွားတဲ့အချိန်ရော့သွားတဲ့အချိန်မှာဘလို့ပြန်စီးမယ်ဘလို့ပြန်ယူရမယ်ဆိုတော့ရန်တိုင်းထုံးအဆုံးဖြတ်သွားတော့လက်တွေကစားတော့တကယ်ကောင်းတယ်အဲဘလို့တော့ကြည်နဲ့နောက်ဆုံးအချိန်ဆိုရင်အောင်ခိုင်ကထိမ့်ပြီးတော့ပဲကစားသွားတာဟုတ်အောင်ခိုင်ရဲ့ movement တွေလောက်ချမှုတွေကလေးသွားတယ်စိတ်တစ်ပိုင်းမှာပြိုသွားတယ်ငါမနိုင်တော့ဘူးဆိုတော့အောင်ခိုင်အသိသွားပြီဟုတ်ကဲ့အဲဆိုနိုင်ဖို့အတွက်ဆိုလုံလုံလောက်တဲ့ဒီလက်သီးပါဝါတွေလိုတယ်လေအဲ့ပါဝါကိုသူထုတ်နိုင်တယ်မှမကြည့်တော့တာအဲ့တော့အဲ့လိုဟိုဖြစ်တဲ့အချိန်မှာ ကစားပုံမှာလေးသွားတယ်ငါတေးပဲထိန်ကစားတော့မယ်လို့တွေးလိုက်ပုံရတယ်တွေးလိုက်တဲ့အချိန်မှာအောင်ခံရဲ့ explosiveness ဖြစ်ပါတယ်ဟိုလိုမြင်ခဲ့ရအောင်ခံကိုချီးကျူးခဲ့တဲ့အရာတွေပုံပျောက်ဆုံးသွားပြီးတော့ရန်တိုင်းဟောင်းကပုတ်ပုတ်ပါပါနဲ့ယုံကြည်မှုအပြည့်နဲ့ကစားသွားတယ်ဟုတ်ကဲ့အဲ့တော့ဒါပြီးပြီဆိုဆိုလည်းဖြစ်သွားပြီနော်အနှစ်ချုပ်လေးတစ်ချက်လောက်ပြောပြပါဘွဲပြီးတော့ကိုကရန်တိုင်းဟောင်းကိုအထီးကလိုက်ကြည့်ပြတော့နော်ဟုတ်ကဲ့စင်ဘွားကနေဆင်းလာဆင်းလာပြီးတော့ဟိုးအနောက်ထဲမှာအကွာလိုက်ကြည့်နေတာသူတော့ဘယ်သိမလဲဟုတ်ဟိုဟာသူ့အတင်းသားတယောက်ပေါ့ အပြေးဖတ်ပြီးတော့သူအောင်ပွဲတွေခံတယ်။အာဒီဝဲငါစီးသွားပြီဆိုတော့ယုံကြည်မှုမျိုးမနေ့ကသူသူကခံလာခဲ့ရတော့ဆိုတော့အောင်ခိုင်ကကြံ့ခိုင်မှုပြည်တာမပြည်တာဒဏ်ရတာမရတာတွေထက်အပွဲတစ်ပွဲကဖြတ်တန်းရတာလေကိုလည်းကြည်သွားနိုင်တယ်ပြိုင်ဘက်လည်းကြာသွားနိုင်တယ်ဆိုတော့ဒီတော့ကိုမကြည်ခဲ့ဘူးပြီးတော့ကိုအစည်းပုံစံမျိုးတော်တော်လလ movement ကောင်းကောင်းနဲ့ဒီ power ကောင်းကောင်းနဲ့အဲပရိသတ်အကြိုက်သူကစားပြနိုင်တယ်သူသူ့ကိုသူအရန်ခုန်ပြီးအောင်ဝခံရလေတွေ့ရတယ်အောင်ခံရော AC ပါပဲအောင်ခံရဲ့ပုံစံကလည်း ဟိုလည်းပြောရရင်အေးဒီပွဲတော့ငါလက်ထိထားလို့ပေါ့ကွာအနောက်တကြီးတော့တွေ့အောင်ပါပေါ့ဆိုပုံစံမျိုးပွဲပြီးတော့လည်းအခုအောင်အောင်ခံနဲ့တွေ့တယ်အခုနှစ်ယောက်လုံးကိုတွေ့ဖို့အခုချက်သွားတာပါရန်နေတော့မတွေ့ရန်နေတော့မတွေ့ဆိုတော့နောက်ပွဲကျတော့သူတို့သူကောင်လေးတွေရဲ့ပွဲပွဲဟုတ်တယ်လူနီးပြပြန်လောက်ရပြီဟုတ်တော့မတွေ့တော့အမအောင်ခံနဲ့တွေ့တဲ့အခါကျတော့အောင်ခံကသူတန်အောင်လည်းပြတော့အဲ့လိုပဲတကယ်တကယ်တော့ဟိုဟောဖြစ်တာမဟုတ်တကယ်ကြီးကိုလက်ကြီးကဒီနေ့ကြီးဖောင်းကားတယ်ဖောင်းကားတယ်အကြီးပဲအေးလက်ကောက်ဝင်ပါလက်ကောက်အထိုးလို့မရတော့ ကျွန်တော်အဲ့လိုဖြစ်သွားလို့တဲ့ဟုတ်အေးပေါ့တော့ပိုကောင်းအောင်ပေါ့ဖြစ်ဟိုဖြစ်စေချင်တာကတော့အရန်လေဒီအရာမန်းနှုတ်နဲ့ပွဲတွေပါတယ်အရန်တင်တိုင်းမကတ်စေချင်တာဟုတ်ရဲ့အေးစစ်ပြင်ဆင်ပြီးတော့မှ6လလောက်ခြားပြီးမှပြန်ကတ်ကြည့်လာဆိုတော့တစ်မျိုးပေါ့နော်အေးဟုတ်ကဲ့ဘူးပြည့်စုံဖြေချပေးခဲ့တာပိတ်သက်တွေလည်းကျင်းအားလည်းမလို့ယုံကြည်ပါတယ်ဗျ